နောက်နှစ်ဆိုတာကအသက်ရွယ်ရအောင်ကျွန်တော်ဟိုဟိုမဖြစ်တော့ဘူးလေဟိုကစားဖို့ဆိုတာကလည်းဒီလို လူငယ်ရင်းနဲ့ရှင်ပြီးကစားဖို့ဆိုတာကလည်းဟိုကစားတာကစားနိုင်တယ်ဒါပေမဲ့လေ့ကျင့်မှုဘိုင်းမှာကျတော့လူငယ်တွေလိုလိုက်မလုံးနိုင်တော့ဘူးစီကိန်းကတော့ဒါဟိုကျွန်တော်ဒီစီကိန်းပြီးလို့ရှိရင်တော့ကျွန်တော်ကတော့ဟိုနားဟိုနော်ကစားသမားဘွားဟိုဒါအပြင်မှာတော့ဒါကျွန်တော်ရဲ့ဟိုလိုက်ရတော့ခတ်မယ် ဒါပေမဲ့ဒီလိုပြိုင်ပွဲကြီးတွေဆိုလို့ရှင်တော့ဟိုနားမှာပေါ့နော်ဟောအဲ့လိုမျိုးပေါ့ဟုတ်ဒီဂိမ်းမှာရွှေစိတ်စုမရဘူးသေးတဲ့အတွက်ကိုဒါကျွန်တော်လည်းလိုချင်တယ်ဒါဒါကျွန်တော်အေရှာဂိမ်းတော့ရွှေစိတ်ရဘူးတယ်စီဂိမ်းမှာရွှေစိတ်စုမရဘူးအမြင့်ဆုံးငွေတစ်စိတ်စုတော့ရဘူးသားတယ်အဲဒါဒါကျွန်တော်လည်းဒါဒါအစွမ်းကုန်ကြိုးစားမယ့်ပွဲပေါ့ဟုတ်ဟုတ် မီဒီယာကွင်းပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ပြစ်ဆုံးမိမြန်သွားမယ့်သူကတော့နိုင်ငံလက်ရေးစင်ကစားသမားပိုက်ချော်ချင်းတော်ကမှလူတီများကြော်ကြားလာတဲ့ကိုအားတစ်ခေါ်ကိုစင်မင်းဦးကိုသူ့ရဲ့ကြာခင်သွားရောက်ရှင်ပြိုင်တော့မဲ့စီးကိန်းမှာသူဘာတွေပြင်ဆင်လာလဲနောက်ပြီးတော့သူ့ရဲ့စီးကိန်းနဲ့ပတ်သက်ပြီးတော့ရင်ကုန်တဲ့စကားလေးတွေကိုကျွန်တော်တို့ပြစ်ဆုံးမိမြန်သွားမှာဖြစ်ပါတယ်ခင်ဗျာကိုမင်္ဂလာပါမင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့အခုအရင်စီးကိန်းနေတော့ရရှိခဲ့တဲ့စုလေးအတွေ့အကြုံလေးတွေကို ပြည်သက်ကိုကျွန်တော်ကစားဖို့တွေကိုပြန်လည်မြောက်ပေးပါဦးတို့စီကိန်းကတော့ကျွန်တော်က2019မလေးရှားစီကိန်းကနေပြီးတော့เนาะကျွန်တော်စပြိုင်တာပေါ့เนาะမလေးရှားစီကိန်းမှာကျွန်တော်ငွေနဲ့စုရရှိခဲ့တယ်နောက်ပြီးတော့ကျွန်တော်ဖိလစ်ပိုင်စီကိန်းမှာလည်းကျွန်တော်ငွေငွေငွေတစိုက်တစ်ခုခြေစိုက်တစ်ခုရပြီးတော့ဒါကျွန်တော်ဟိုလေဝေးစင်ခဏနားလိုက်တယ်ပေါ့เนาะနားပြီးတော့ပြီးခဲ့တဲ့ကျွန်တော်တို့ဟို Chinese ပေါ့เนาะ Asia game မှာတော့ကျွန်တော်ရွှေတစိုက်စုနဲ့ ်ဒီလေဝဲစင်လောကတွေကိုပြန်ရောက်ခဲ့တာပေါ့ဟုတ်အဲ့တော့ပထမဦးဆုံးအကိုရင်လောင်းစကွန်အတွေ့အကြုံကကြတော့ဘယ်လိုဘယ်လိုရှိမလဲလောင်းစကွန်တော့ဆိုရင်တော့ဟိုပါပေါ့ငယ်ရွယ်တဲ့ချိန်ပေါ့နော်ဟိုဘယ်လိုပြောမလဲဆယ်စုနှစ်တစ်စုလောက်တောင်ဖြစ်သွားပြီပေါ့နော်စကွန်ဆိုတော့အဲအဲတုန်းကတော့တွက်လက်တာပေါ့နော်သူကတော့နည်းနည်းတိုက်ရွယ်ရရောကစားတဲ့ဝိတ်ရရောနည်းနည်းလေးဟိုပါပေါ့လေးလာတာလေးတွေရှိရပေါ့နော်ဒါမဲ့ဒီအခုအမျိုးစား AL တွဲလို့ပါအောင်နဲ့ကြတော့အဆင်ပြေတယ်ပေါ့နော်ခါတော့ဟုတ်2015စီဂိမ်းကိုပြန်သွားရောမယ်ဆိုတော့စိတ်ထဲမှာဘယ်လိုအရင်ဆုံးခံစားရလဲအဲစီဂိမ်းကတော့ဒါနှစ်တွေကြာပြီးမှဒါပထမအဦးဆုံးကျွန်တော်တို့ပြန်ကစားရမှာပေါ့နော်ဒါပေမဲ့ပွဲကတော့ဂျားထဲမှာလည်းဟိုကြိုကြာကြိုကြာနိုင်ငံပွဲလေးတွေကလည်းသွားခဲ့တယ်ဆိုတော့အချိန်လေးတော့ရှိတာပေါ့လေဒီစီဂိမ်းဆိုတာကလည်းပွဲကအကြီးဆိုတော့တနေ့တနေ့ပေါ့နော်ဒါလေ့ကျင့်နေပေါ့အကောင်းဆုံးပဲလိုချင်တာပေါ့လေအဲ့ဒီ ဟိုဖြည့်ဆည်းမှုလေးတွေရှိတာပေါ့ဒါကိုကရွှေရကျင်နေဆိုတော့စိတ်ထဲထားတာပေါ့လေဟုတ်အဲ့တော့အခုအဲ3-5နှစ်လောက်နားပြီးမှအခုပြန်ပြီးတော့ဒီကိန်းအနေနဲ့ပြန်သွားပြစ်တဲ့ဆုံးဖြတ်ချက်ကရောဘယ်လိုကြောင်းဖြစ်မယ်လို့ပြောလို့ရမလဲနောက်နှစ် ဆိုတာကအသက်ရွယ်ရရောကျွန်တော်ဟိုဟိုမှဖြစ်တော့လေဟိုကစားဖို့ဆိုတာကလည်းဒီလိုလူငယ်ရင်းနဲ့ရှင်ပြီးကစားဖို့ဆိုတာကလည်းဟိုကစားတာကစားနိုင်တယ်ဒါပေမဲ့လေ့ကျင့်မှုဘိုင်းမှာကျတော့လူငယ်တွေလိုလိုက်မလုံးနိုင်တော့ဘူး အဲ့လိုမျိုးလေးတွေနောက်ဓူးကျမ်းမာရေးလည်းရှိတော့ဓူးကလည်းကျွန်တော်ကနာရတဲ့ခံရှိတော့ဒီမှာ training heavy တွေပေါ့နော်အဲ့လိုမျိုးတွေကြတော့ကျွန်တော်ကတိတ်လူငယ်နဲ့တိတ်ပြီးတော့မလုံးနိုင်တော့တဲ့ခါမျိုးတွေလည်းရှိတယ်။ဟိုအတက်ရတခုတော့ဖြစ်လာတဲ့အတွက်ဒါဒီစီကိန်းကတော့ဒါဟိုကျွန်တော်ဒီစီကိန်းပြီးလို့ရှိရင်တော့ကျွန်တော်ကတော့ဟိုနားဖို့ဘူးနော်ကစားသမားဘွားဟိုဒါအပြင်မှာတော့ဒါကျွန်တော်ရဲ့ဟိုလိုက်ရတော့ခတ်မယ်။ဒါပေမဲ့ဒီလိုပြိုင်ပွဲကြီးတွေဆိုလို့ရှိရင်တော့ဟို နားမှာပေါ့နော်ဟောအဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့အဲ့တုံဘာမှအရန်ကိုစူးစမ်းမဲ့ပွဲလို့ပြောလို့ရတာပေါ့ဟုတ်တယ်ဟုတ်တယ်ဒါကျွန်တော်ဒါစီကိတ်မှာလည်းကျွန်တော်ရွှေစိတ်စုကမရဘူးသေးဘူးစီကိတ်မှာရွှေစိတ်စုမရဘူးသေးတဲ့အတွက်ကိုဒါကျွန်တော်လည်းလိုချင်တယ်ဒါဒါကျွန်တော်အေရှာဂိမ်းတော့ရွှေစိတ်ရဘူးတယ်စီကိတ်မှာရွှေစိတ်စုမရဘူးအမြင့်ဆုံးငွေတစ်စိတ်စုတော့ရဘူးဒါလေအာဒါဒါကျွန်တော်လည်းဒါဒါစွမ်းကုန်စူးစမ်းမဲ့ပွဲပေါ့ဟုတ်ဟုတ်ဝင်လာနိုင်တဲ့အခက်အခဲတွေကတော့အများကြီးရှိတယ်ဒါတွေကိုကျွန်တော်တို့က တွန်းလှန်ပြီးတော့ပြိုင်ဘက်ကိုအနိုင်ယူဖို့ကိစ္စကတော့နံပါတ်1အရေးကြီးဆုံးပါအဲ့ဒီအတွက်ကောဟိုဘယ်လိုလမ်းကြောင်းတွေထပ်ပြီးစဉ်းစားထားပြီးလဲကျွန်တော်ကအကြောက်ဆုံးကတော့အင်ရှင်ထိုင်းပေါ့နော်ထိုင်းနေပေါ့ဘာလို့လဲဆိုထိုင်းနေဆိုတော့ကျွန်တော်တို့အရေးချင်းချင်းတွေ့ရင်တော့မှဒီကျွန်တော်တို့ရဲ့အာကစားနီးရဒိုင်ပေးမှရမယ်အမှတ်မျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒိုင်ရဲ့အဆုံးဖြတ်ချက်ကအတီဖြစ်တယ်ဆိုတဲ့အတွက်ကိုဟိုသူတို့ဖမ်းနေတဲ့အချိန်ပေါ့ဗျာဟိုအင်ရှင်ဆိုတဲ့အာသာချက်နဲ့ကျွန်တော်တို့ကြောက်တာတော့အဲ့တခုပဲရှိတာပါသူတင်ကိုတင်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဖောင်းဖမ်းမယ် ာပစ်ထိုးတာခုံနိုင်လို့ဖမ်းမယ်လို့အဲ့လိုရေးကြီးတဲ့အချိန်နောက်ဆုံး16မှတ်တူသွားပြီကိုကကန်ချလိုက်ပြီးနိုင်ပြီဒါပေမဲ့ challenge ခေါ်လိုက်တာမျိုးလို့ဒါဆိုင်ဒိုင်းရဲ့ဆုံးဖြတ်ချက်တွေဖြစ်သွားပြီပေါ့နော်အဲ့တော့ကူလည်းပြက်ပြက်သားသားပွဲစကလေးကလုံးမပဲကျွန်တော်တို့ကဟိုရွှေတစိမ့်ဆိုတာကြီးကိုရမယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုဟိုဟာဖြစ်ထားတယ်ပေါ့နော်ဒါဟိုပြက်ပြက်သားသားဖြစ်အောင်လည်းစူးစမ်းနေတယ်ပေါ့ဟုတ်ဟိုကျွန်တော်တို့မှားရှိရင်လည်းဖွဲ့တော်ဘာဒီပွဲစီးကိန်းလေးကိုလည်းကျွန်တော်တို့အားပေးပါအောင်လို့အတက်နိုင်ဆုံး ဟိုစ조사ထားပါတယ်ဟိုဟိုရိုးရရတို့ဘာတို့မဟုတ်ကျွန်တော်တို့အတင်းအားလုံးကိုလည်းနိုင်အောင်ဆော့မယ်ဆိုပြီးတော့ကျွန်တော်တို့ဒါဒီနေ့နော်ဟိုတစ်နှစ်နီးပါးကန့်ဝင်လာတာပေါ့နော်ဟုတ်စီကိန်းအတွက်ပေါ့နော်ကိုပြိသက်တွေကိုဘလိုလေးတွေဘာလေးတွေပြောချင်တာများရှိအောင်ပြိသက်ကတော့တွားတိုင်းအမြဲတမ်းအားပေးရဆိုတော့ထွေထူးတော့မရှိပါဘူးကျွန်တော်တို့ဒီဇင်ဘာလ9ရက်နေ့ဆိုရင်ကျွန်တော်တို့တိုင်းနိုင်ငံကိုထွက်ခွာมาဖြစ်တယ်အဲ့အတွက်ကိုစီးကိန်းကတော့ကျွန်တော်တို့ ပြိုင်ပွဲကတော့၁၀ရက်အဲ့နောက်ပိုင်းမှာကစားမှာဖြစ်တဲ့အတွက်ကိုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သက်တွေရောထိုင်းနိုင်ငံမှာရှိတဲ့ပြည်သက်တွေရောအားပေးကြပါဦးလို့နော်ဟိုဟိုကောင်းတာနိုင်တာရှုံးတာအထက်ကိုပိုက်ကျော်ချင်းကိုချစ်တဲ့စိတ်နဲ့အားပေးပါဦးလို့ပြီးရင်လည်းဆဲစရာရှိရင်လည်းဆဲပါဦးလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်ဗျဟုတ်